အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာ9ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြည့်အောင်ပါနျူကလ ियर နဲ့စစ်ပွဲကြီးကတပိပိနဲ့ချင်းချောင်းမွေရှိသလားဘာကြောင့်အမေရိကရုရှားတရုတ်ပါကစ္စတန်ကစပြီးမှဒီနျူကလ ियर လက်နက်မျိုးပေါ့ကဘာနောက်ဆုံးတရီနဲ့ဒီဆက်ဆွေးနွေးကြည့်အောင်ပါဒီကိစ္စတွေကိုကျွန်တော်တို့အတိုင်းပြဆွေးနွေးကြည့်အောင်ပါပြီးတော့ဗီဒီယိုနဲ့လည်းကျွန်တော်တို့ပြပြီးမှပဲဆွေးနွေးမယ်ပေါ့ဗျာပထမအဦးဆုံး ဒေါ်လ်ထရမ့်ပြောထားတဲ့ကိစ္စကိုပဲအရင်ဆုံးဆွေးနွေးကြည့်ရအောင်ဆိုတော့နျူကလ িয়ার စစ်ပွဲကြီးပေးအန်ဒရီကျွန်တော်ရောက်ပြီလားဘောနော်တရားကဘာစစ်များရောဖြစ်နိုင်ချေရှိလားစသဖြင့်ပေါ့ဆိုတော့အမေရိကမှာတော့သူတို့နျူကလ িয়ার ကနှစ်ပေါင်း30ကျော်ရထားခဲ့တာဟိုးလုံခဲ့တဲ့ထောင်ကူရ something လောက်ကပဲထောင်ကူထောင်ကူရ80 something လောက်ကပဲသူတို့ရဲ့ nuclear ကို testing လုပ်တာ အရင်နောက်ပိုင်းမှာလုံးဝမဆန်သက်တော့ဘဲနဲ့ရက်သွားတာပေါ့တော့အမေရိကရဲ့နျူကလ িয়ার လက်နက်မဆန်သက်တာရက်သွားတာကနှစ်ပေါင်း30ကျော်နေပြီ။ Trump ကအခုအတိတ်တဖန်ပြန်နေပြီးမှပဲအဲ့ဒီနျူကလ িয়ার လက်နက်တွေကိုပြန်လည်စမ်းသပ်ဖို့ညှို့ထားပါတယ်။ဒီ November 9ရက်နေ့ CBC CBS သတင်းဌာနတွေကလည်းတွေ့ဆုံမေးမြန်းပွဲမှာဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ပြောမယ်ပေါ့နော်။ဆိုတော့ သူကမြောက်ကိုရီးယားဒီမကဘူးတဲ့တရုတ်နဲ့ရုရှားမှာလည်းနျူကလ িয়ার စမ်းသပ်မှုတွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အမေရိကကလည်းအလားတူစမ်းသပ်မှုတွေပြုလုပ်ခဲ့တာပါဆိုမှထရမ့်ကတော့ CB CBS အင်တာဗျူးမှာဖိထားခဲ့ပါတယ်ပြီးတော့ရုရှားနဲ့တရုတ်မှာနျူကလ িয়ার စမ်းသပ်နေရဆိုတာတတိနေမကြရပါဘူးဆိုမှတတိထောက်ကထောက်ကိုပြန်မင်းနေတယ်ပေါ့နော်ဆိုတော့ရုရှားကနျူကလ িয়ার စမ်းသပ်တာတော့တရုတ်ကနျူကလ িয়ার စမ်းသပ်တာတော့မမချမိပါဘူးဆိုမင်းနေတယ် Trump ကတော့ဘယ်လိုပြောဘယ်လိုပြောပြန်ပြောလဲဆိုတော့သတင်းထုတ်ရင်းကရုရှားကဘာလုပ်လဲတရုတ်ကဘာလုပ်လဲဆိုခင်ဗျားတို့သိမှာမဟုတ်ဘူးတဲ့ကျွန်တော်တို့အမေရိကန်နိုင်ငံက open society ဖြစ်နေတယ်အမေရိကကတော့ open society ဖြစ်တဲ့ခါကျတော့ပွန်လင်းလွတ်လပ်တဲ့နိုင်ငံတွေကသတင်းထုတ်ရင်းအနေနဲ့အမေရိကကဘာလုပ်လဲဘာပြောလဲဆိုတော့သိတယ်ခင်ဗျားတို့သိလို့ရတယ်တဲ့ဒါပေမဲ့ရုရှားနဲ့တရုတ်တို့ကသူတို့ဘာပြောလို့ခင်ဗျားတို့ကသိမှာလည်းမဟုတ်ဘူးဆိုတော့ Trump ကပြောနေပါတယ်ပြီးတော့လွန်ခင်းတဲ့ အလွန်ခဲတဲ့နှစ်ပတ်တွင်းကရုရှားကသူ့ရဲ့နျူကလ িয়ার လက်နက်အစ်စ်တွင်ကိုစမ်းသပ်မှု လုပ်နေတယ်ဒါကတော့အမှန်တရားအမှန်တကယ်ပဲဆိုတော့နျူကလ িয়ার စမ်းသပ်မှုနဲ့ပတ်သက်လို့ထောက်ကဘယ်လိုပြောခဲ့လဲဆိုတော့ပွန်လင်းလွတ်လပ်တဲ့အမေရိကလူမျိုးနိုင်ငံမှသာခင်ဗျားတို့ကဝေဖန်လို့ရတယ်တော့တုံ့ထက်လို့ရတယ်ရုရှားတို့တရုတ်ကိုသွားပြီးမှတတိတို့မှတတိထောက်လည်းမရှိတယ်လို့ပေါ့နော်အဲ့ဒီတတိထောက်ရင်းကလည်း အစုရရဲ့အနာအနာပိုင်တွင်ကဘာလို့လဲညာလို့လဲဆိုတော့ကတိမာလည်းမဟုတ်ဘူးတဲ့ပြီးတော့အဲ့ဒီတရင်ထောက်သမားတွင်ကလည်းရေးပိုင်ခွင့်ရှိမှာမဟုတ်ဘူးအစုရကရေးပိုင်ခွင့်ပြောပိုင်ခွင့်ပေးမှာလည်းမဟုတ်ဘူးပေါ့ဒါကြောင့်ဒီရုရှားကနျူကလ িয়ার တက်စတင်လုပ်တယ်တရုတ်ကနျူကလ িয়ার တက်စတင်လုပ်တယ်ဆိုတော့ဘယ်သူမှမတီးဘူးဖြစ်နေတယ်တဲ့ထရမ့်ကဆိုတော့ဒါကြောင့်အခုသူကနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုက ကျွန်တော်တို့အမေရိကန်နိုင်ငံမှာပူများပါတယ်တဲ့ဒါပေမဲ့နျူကလ িয়ার ဖြတ်တင်းရင်အတွက်တော့ကျွန်တော်တို့တခုခုလုံးတင်တယ်ဆိုပြတော့ပြောထားပါတယ်အဲ့ဒီ nuclear ဖြတ်တင်းရင်မှာလဲရုရှားသမ္မတပူတင်ရဲ့တရုတ်သမ္မတအရှိရှိပင်းနဲ့လဲတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဆိုမှ Trump ကတော့ပြောပါတယ် nuclear လက်နက်တွေဖြတ်တင်းမှုစဉ်းစားနေရင်နဲ့ဘာကြောင့်ဒီလက်နက်တွေကိုစမ်းတက်နေတာလေဆိုတော့ထပ်ပြပြမေးတယ်ပေါ့သတင်းထောက်က Trump ကဘယ်လိုပြပြလဲဆိုတော့ရုရှားနဲ့အခြားနိုင်ငံတွေ nuclear system တွေစမ်းတက်နေချိန်မှာအမေရိကမှာလေကျွန်တော်တို့မှာရှိနေတဲ့ nuclear လက်နက်တွေကို လက်တွေ့ဘလူအလို့ဖြစ်မလဲဆိုတော့တီးဖို့မဖြစ်မနေဖြစ်နေပြီပေါ့ကျွန်တော်တို့မဖြစ်မနေစမ်းသပ်ရမယ့်အနေအထားဖြစ်နေပြီဆိုမှတော့ Trump ကပြန်ဖြေပါတယ်ကျွန်တော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ကျွန်တော်တို့ခက်ကြီးကဒီ nuclear shipway ကြီးအန်ဒရီနဲ့ရင်ဆိုင်နေရတဲ့အနေအထားမျိုးဖြစ်တယ်လို့ဖြစ်နေပြီပေါ့အကုန်လုံးကလည်း nuclear နဲ့ကိုပဲစမ်းသပ်မယ်လို့မယ်ဘာအင်္ဂါပြောနေကြတယ်ဆိုတော့တရုတ်ကအစား North Korea ကအစား Russia ကအစား even Pakistan ကအစဆတ်တက်နေကြတဲ့ခါကျတော့ Trump ကလည်းခုလိုမျိုးဆတ်တက်သွားတာဖြစ်တယ်ပေါ့ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ကြည့်ရအောင်နောက်မှပဲအာနောက်မှပဲကျွန်တော်တို့တိုင်းပြည်ဆွေးနွေးခြင်းတဲ့စကွိုင်းလေးလို့ခြင်းနဲ့ကျွန်တော်လို့လို့ကြည့်ရအောင်ပေါ့နော် All right hold on guys To do with others, you see, all we do nuclear testing. We have more nuclear weapons than anybody. We don't do testing, but we. So to be honest. လူကြည့်ပါတဲ့လူတော်မြတ်မြတ်က nuclear testing လို့လုပ်နေကြတယ်နိုင်ငံတော်မြတ်မြတ်ကပေါ့ကျွန်တော်တို့ကသူတို့ထက်တော် nuclear ကပူများပါတယ်တဲ့ကျွန်တော်တို့က testing မလုပ်ပါဘူးစတတ်မှုမလုပ်ပါဘူးတဲ့ reported years for the years ago ဆိုတော့နော်ဒီလွန်ခဲ့တဲ့နှစ်30လောက်ကဒီ nuclear စတတ်မှုကိုရပ်တန့်ထားတာကော US က but with other school testing i think it's a crop we look so တခြားတွေက testing လုပ်နေကြတယ်ကျွန်တော်တို့ကလည်းအခု နော်ကျွန်တော်တို့ဒီ nuclear land တွေကိုစမ်းတက်မယ်ဆိုတာကလည်းတင်းတင်းတော်ပါတယ်တင်းချော်ပါတယ်ဆိုတာပြောလာတယ်ပေါ့နော် shop က This essentially means that the US will begin nuclear testing for the first time and get this 30 years in an effort he says to quote be on an equal basis with Russia and China Be on equal basis with Russia and China So သူတို့က nuclear land တွေကိုစပြီးမှစမ်းတက်လာမယ်ဆိုတဲ့သဘောပါဒါမှမဟုတ်ချင်းစမ်းတက်မယ်မသိသေးဘူးဒါမှမဟုတ်ဒီ video ကိုကြည့်ကြည့်ရအောင် ူတို့ကတော့ nuclear ring ကိုစတက်မှာပါဒါပေမဲ့လုံးဝအကြီးစားပေါက်ကွေးမှုတွေမူးထိန်တဲ့အထိပေါက်ကွေးမှုတွေကိုသူတို့စတက်မှာမဟုတ်ဘူး the nuclear လက်နက်မပါပေးနဲ့သူ့ရဲ့ system ပေါ့နော် non nuclear ပေါက်ကွေးမှုပေါ့ nuclear nuclear ပေါက်ကွေးမှုမဟုတ်ဘဲနဲ့တမန်ယူချပေါက်ကွေးမှုကိုပဲသူတို့ကစတက်မှုလို့မှာပါ so blue ခုနကအချက်ကပြောပြီးပြီနိပောင်း30ကြာတာ ကြာပြီသူတို့မဆန်းသက်တာအခုတဖန်ပြန်လေပြီးမှဆန်းသက်မယ်ဒါဆိုတော့ဘလူးဘလူးမျိုးဆန်းသက်မှာလဲဆိုတာဒိုနယ်ထရမ့်ရဲ့စွမ်းအင်ဝကြီးစွမ်းအင်ဝကြီးချုပ်လို့ပြောရမလားစွမ်းအင်ရေးရာဌာနကအရေးအရေးပါတဲ့ပုံကူအောင်ဘာလို့ပြောခဲ့လဲကြည့်ကြည့်အောင်နော်နောက်ထောင်ကြည့်အောင် Once more nuclear testing done, but on Sunday his energy secretary clarified it won't involve these giant explosions. အဲဘောနော်ဆိုသူရဲ့ energy secretary ကတော့ပြောလဲဆိုတော့အခုလိုမျိုးပောက်ကွေးမှုကြီးကြီးမားမား ေါ့နော်ဒီမှာဗီဒီယိုတွေ့တဲ့အတိုင်းပါပဲအဲ့လိုမျိုးကျွန်တော်တို့လုပ်မှာမဟုတ်ဘူးတဲ့ reporter Ryan Schmals has the latest from Washington DC and these will be non nuclear explosions ဆိုတော့သူတို့ကတော့ non nuclear exposure လို့ခေါ်နေတယ်နော်တကယ်ကြီးမားပောက်ကွယ်မှုတွေမဟုတ်ဘဲနဲ့ nuclear ပောက်ကွယ်မှုမဟုတ်ဘဲနဲ့မှန်ယူချပောက်ကွင်းမှုပေါ့နော်ဒီ system ပောက်ကွင်းမှုတစ်ခုလောက်ပဲသူတို့လုပ်မှာပါနော် The White House is clarifying President Trump's push to restart nuclear testing after a 30 year pause. The president said several times last week he wants the Pentagon to begin testing America's nuclear arsenal. But on Sir? Sunday, his energy secretary, Chris Wright, said those tests won't involve mushroom clouds or fallout, but rather what he called non critical explosions meant to test the system. So, uh, the, the, uh, the nuclear system. Go, ပောက်ခွေးမှုကြီးကိုစမ်းတမှာပေါ့ပေါ့နော်အဲကျွန်တော်တို့ပုံမှန်နားလေတရွေ့ပြောရမယ်ဆိုတော့နျူကလ িয়ার ပောက်ခွေးမှုစမ်းတတာဆိုအကြီးကြီးမားမားပောက်ခွေးမှုကြီးတွေအလုံးဝမီးတောင်တောက်ရှန်နေတဲ့တင်လူမျိုးတွေကိုဖုံပေးပောက်ခွေးမှုကြီးတွေမလွတ်မှာမို့သူတို့ကလည်းဆိုတော့သူတို့ကဒီ non explosion ပဲသူတို့ကလုပ်နေတယ်ဒီနျူကလ িয়ার လက်နက်ပောက်ခွေးချစ်မဟုတ်ပေးနဲ့နျူကလ িয়ার လက်နက်မပါတဲ့ပောက်ခွေးမှုတစ်ခုခုလုပ်မှာပေါ့အဓိကသူတို့ရဲ့ system သူတို့ရဲ့ system ကိုကောင်းလားမကောင်းဘူးလားဆိုပြန်ဆန်းတက်မယ်ပေါ့နှစ်ပေါင်း30ဆိုတာတော့တော်တော်လေးကြာနေပြီဆိုတော့အဲ့ဒီ system တွေမှာတော့ဗာလဲတချို့အရာတွေကဟောင်းရင်ဟောင်းတော့တော့မှာပေါ့နော်တချို့တော့တန်ချီတိတ်တက်တော့မှာပေါ့ကွာဒါတွေအားလုံးကိုဆက်ဆန်းတက်ရမှာ without science and our computation power we can simulate incredibly accurately exactly what will happen in a nuclear explosion so သူတို့ကအဲ့ဒီ nuclear explosion မှာဘလို့ ပေါက်ကွဲမှလည်းဘလို့ဖြစ်မှလည်းအကုန်လုံးအတိအကျပြောင်းလဲနိုင်ပါတယ်ဆိုတော့ပြောနေတယ်ပေါ့ This new testing will be different from the military's routine assessments of America's nuclear ဆိုတော့ဒီတစ်ခါ testing ကတော့ဒီတမန်ယူကြစစ်တိုက်ပွဲမှာတကယ်ဖြစ်တဲ့ testing လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တခြားပုံစံလေးနဲ့ပဲသူတို့ testing လုပ်မှာပါ Like missiles and submarines But the president told 60 Minutes on Sunday that it's a response to increased nuclear activity from Russia, including nuclear powered missiles and torpedoes. The reason I'm saying uh, testing is because Russia announced that they were going to be doing a test. Uh, if you notice, North Korea is testing constantly. So Russia got a nuclear. စတပ်ပွဲကိုလုံးမဲ့ဆိုမှကျင်ညာထားတယ်တဲ့။ North Korea ကလည်းသူတို့ကျင်ညာထားတာတဲ့။ ra cho chuno ka chuno chuno le lu lo twa ra ba President Trump also claiming China and Russia are conducting secret nuclear tests which no, China and Russia ka le secret ဘသူမှမသိတဲ့ secret လှုပ်ဆွာနဲ့ဒါမျိုးလိုလုပ်နေတယ်ဆိုမှချက်ပေါ်တော့ပြောနေတယ်ပေါ့နော် Countries denied. Russia responding by threatening its own detonations, with China urging the U.S. to abide by the nuclear test ban treaty. Stopping military muscles and stirring up confrontation are detrimental to regional peace and stability. So တရုတ်ကတော့ဝေဖန်တာပေါ့တော့အဲ့လိုမျိုးလို့တာကတော့ဒေသငင်းချမ်းရေးတွေကိုချင်းချောက်တာပဲပါငါဆိုတာပြောနေတယ်။တရုတ်ကကျွန်တော်တို့စားသက်တာမလို့ဘူးပေါ့။ရုရှားကလည်းကျွန်တော်တို့စားသက်တာမလို့အခုဆိုမှတော့ငင်းပေးပါတယ်။ကဲဘလူးပဲဖြစ်ဖြစ်အဓိက point ကတော့ US ကသူ့ရဲ့ nuclear ring ကိုတဖန်ပြန်လည်ပြီးမှအစမ်းသက်မယ်ဆိုမှ Donald Trump ကတော့အမင်းပေးပါတယ်။ဒါတွေအားလုံးကိုပါကြောင့်လဲ North Korea, China, Russia တွေကသူတို့ရဲ့ nuclear လက်နက်တွေကိုစမ်းသတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းစမ်းသတ်မယ်ဆိုတော့ပြောထားပါတယ်။ဆိုတော့ဒီမှာတစ်ချက်လောက်ပြမယ်ဥစား Donald so, Trump has a new obsession from claiming he could end wars he could now be instigating a new weapons race Trump has made a stunning claim He says Pakistan is testing nuclear weapons again. Trump sat down with CBS for an interview. He accused several countries of conducting secret nuclear tests. So, uh, Trump got a CBS interview ma Pakistan ka le testing lo ne lo pyo la le bo no. Chan ne ka ba ma bo no nang ngai paung khun nang ngai ka hluwa so ne nuclear ye lan nat ni ku san tam mu lo la cha le so ma Trump ka lo swe swe le lo pyo cha da be. He claimed Russia has resumed testing. He said China was testing, but nobody talks about it. He added, North Korea tests constantly. And he said Pakistan was also conducting nuclear tests. Then he declared, we are going to test because others are testing. So in no uncertain terms, Trump said Pakistan is testing nukes. It's difficult to verify Trump's claims, but it's led to some sharp reactions. Pakistan was quick to issue a rebuttal. It called the statement baseless. And I quote Pakistan was not the first to carry out nuclear tests and will not be the first to resume nuclear tests. So, Trump got a little bit of 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 a little bit ကျွန်တော်က nuclear testing တွေကိုလုပ်မှာမဟုတ်ဘူးတဲ့ပထမအစခရေကနဲ့ပထမအဦးဆုံး nuclear testing လုပ်တဲ့လူလည်းမဟုတ်ဘူးပေါ့ဆိုတော့ပြန်လဲစတဲ့မှုပြန်လုပ်မယ်ဆိုလို့တည်းမှာမပါဘူးဆိုမှတော့ပါကစ္စတန်ကတော့ငင်းပေပါတယ်ဒိုနယ်ထရမ့်ရဲ့ဆွဆွချက်လို့ပြောရမှာပေါ့နော်ဒိုဒိုနယ်ထရမ့်ရဲ့မှတ်ချက်ကိုငင်းပေတယ်ပေါ့ end quote Pakistan's last known nuclear test was in 1998 soon after 1998ထောင်ကွေးရကူးစရှိကပါကစ္စတန်ရဲ့နောက်ဆုံးချိန် nuclear test da phit india's test in pokhra ai di naw pai ma india ka le testing low ni since it hasn't conducted a test since then and observed a unilateral moratorium on testing and to be fair trump didn't offer any evidence to back up his claims but pakistan's nuclear infrastructure remains opaque its testing sites are heavily guarded and there's no international monitoring on the ground despite active presence ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုး nuclear testing လုပ်တယ်ဆိုတော့ကအခုထိတော့ international monitoring ပေါ့နော်နိုင်ငံတကာကသွားပြီးမှကြီးရှုတာမျိုးလေ့လာတာမျိုးတော့မရှိသေးဘူးပေါ့နော် of terrorist groups in the country moreover recent events don't inspire confidence right. either ဘာပဲဖြစ်ဖြစ်ဒီကိစ္စကတော့ထားပါတော့ကျန်တဲ့နေရာကတော့ so တနည်းအားဖြင့်ကျွန်တော်တို့ပြောရမယ် short to the point ပြောရမယ်ဆိုတော့ nuclear လက်နက်တွေကိုပြန်လည်စမ်းသပ်ဖို့ trump က ဒီသူ့ရဲ့အဖွဲ့အမားတွေသူ့ရဲ့ကောက်ခွေးရိုးကြီးထဲကိုလမ်းယူထားပါတယ်။ဒါတွေအားလုံးကိုနျူကလ িয়ার ရဲ့စစ်ပွဲအန္တရာယ်ကိုဖြစ်စေနိုင်တယ်ဆိုမှလည်းစူရင်တဲ့လူတွေဖြစ်ကြတယ်ရှိကြတယ်ပေါ့နော်။ဆိုတော့ဘယ်လိုသဘောရလဲကြီးရှိကြီးရှိသူအနေနဲ့ဘယ်လိုသဘောရလဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဆိုနျူကလ িয়ার စစ်ပွဲကတော့မဖြစ်တော့ပါဘူးတဲ့ဟုတ်ကဲ့နျူကလ িয়ার စစ်ပွဲကတော့မဖြစ်တော့ပါဘူးသူတို့ကစမ်းသပ်ယူတော့မဖြစ်မှာပါဆိုတော့အခုမှပဲ live မြင်တယ် ဲတဘောထားတိုက်ဆိုင်လို့အမေ့ချဖြစ်တယ် thank you so much venezuela ကတကီအာဘာလဲဘာဒါဘာဒါနိုင်ငံ venezuela ကတကီဘာဒါနိဘာဒါနိုင်ငံလေကိုဘာဘာဒါနိုင်ငံလေလား I don't know bro အဲ့ comment ကတည်းမရှိဘူးနော်တရုတ်ကဘေးဘာသာနိုင်ငံလေတရုတ်ကဘေးဘာတရုတ်ကများသောအဖြစ်တော့ဒီ atheist လို့ပြောကြတယ်တချို့လူတွေကဒါပေမဲ့တရုတ်ကတော့ဒီသူတို့က communist ဆိုတော့အာသူကဗုဒ္ဓဘာသာနိုင်ငံခရစ်ယာန်နိုင်ငံဆိုမှပြောတဲ့နိုင်ငံတွေမှမပါဘူးဒါပေမဲ့ buddhist များတယ်ဗုဒ္ဓဘာသာများတယ်ခရစ်ယာန်လည်းများတယ်ပေါ့ဆိုတော့တချက်လောက်ဘေးဘေးဥစားပူများတယ်ဆိုတော့သူကိုယ်ကခောက်ပေးမယ်ပေါ့နော်တချက်လောက် ဆိုတော့ဗင်နီဇွဲလာကတော့ခရစ်ယာန်ပူများတယ်ဗင်နီဇွဲလာကခရစ်ယာန်ပူများတယ်ကျွန်တော်သိတယ်လို့ဆိုတော့ China ကသူတို့ကအာဘုဒ္ဓဘာသာဘုဒ္ဓဘာသာနိုင်ငံအဲ့လိုမျိုးမရှိဘူးခရစ်ယာန်နိုင်ငံဆိုအဲ့လိုမျိုးမရှိဘူးသူတို့ကဒါပေမဲ့ဘုဒ္ဓဘုဒ္ဓဘာသာက အများဆုံးဖြစ်နေတဲ့ China မှာလေပြီးတော့ China ကဗာလဲမဟာမဟာယဒနာမဟာယဒနာဘူဒ္ဓဘာသာကိုကိုရဲလူများတယ် ီးတော့ DAO system ပေါ့နော် DAO DAO မြန်မာမြန်မာလူနဲ့ဆိုတော့ DAO ဥပါတာများတယ်ပေါ့ DAO system ပေါ့ so အဲ့ဒါ DAO system က Chinese traditional religion လို့ခေါ်တယ် Chinese ရဲ့ဘူပွားခက်တုန်းကဂူကွေတဲ့ဘာသာရက်ပေါ့နော်ဒီရင်ကျေမှုဘာသာပြောရမှာပဲနော် so အဲ့ဒါကို DAO system လို့ခေါ်နေတယ် so ပြီးတဲ့နောက်ပိုင်းမှာသူတို့မှ one religion ဆိုတာမရှိဘူးပြီးတော့ဒီဘာလဲ confucianism ပေါ့နော် confusion ဘာသာပေါ့ confusion ဘာသာလဲပါတယ် China က confucius နဲ့ပူများတယ် confucius ကအရင်နာမည်ကြီးတဲ့ China မှာလဲအဲပြီးတော့ Muslim ပြီးတော့ Christian Christian ကအနေဆုံးဖြစ်နေတယ် Christian ကလည်းအ sorry Christian က Muslim ထက်ပူများတယ်ဆိုတော့ China ကဘေဘာသာဘာဘာသာနိုင်ငံဆိုတော့သူတို့အခေါ်ဝါမရှိဘူး China ကအစုရက number 1ဘာသာတိုင်းအားလုံးကအစုရအောင်မှရှိတယ် အစူရက number 1ဖြစ်နေတယ် so that's it ဆိုတော့ China ကိုဘောရဘာသာနိုင်ငံလို့ခေါ်လို့မရဘူး Dao system နိုင်ငံ Dao system ဘာသာရေးနိုင်ငံလို့ခေါ်လို့မရဘူးသူတို့ကအဓိက communist ကဥဆောင်နေတယ် communist နိုင်ငံသူတို့ကပြောနေတယ်ဥပမာခွာ England တို့ America တို့ OC တို့က Korean နိုင်ငံလို့ခေါ်လို့ရတယ်ဘာဖြစ်လို့လဲသူတို့က Korean ယုံကြည်ချက်နဲ့တည်ထောင်ထားတဲ့နိုင်ငံတွေဖြစ်နေတယ်အခု America ရဲ့ constitution ဥပဒေဆိုရင်တော့ ကျွန်တော်တို့ခရိယန်ရဲ့ကျမ်းစာကိုပဲခြေခံပြီးမှအလုပ်ထားတဲ့ကိစ္စတွေဖြစ်နေတယ်။ UK မှာလည်းလိုပဲ။ OC မှာလည်းလိုပဲပေါ့။ဆိုတော့ OC ကခရိယန်နိုင်ငံ၊ UK ကခရိယန်နိုင်ငံ၊ Europe ကခရိယန်နိုင်ငံပြောလို့ရတယ်။တရုတ်ကလည်းမဟုတ်ဘူး။တရုတ်ကတော့ Communist ပဲသူတို့ကဗုဒ္ဓဘာသာနဲ့ခြေခံပြီးမှနိုင်ငံလည်းမဟုတ်ဘူးပေါ့။ so communist ကပထမအရင်နောက်ပိုင်းမှာပဲဗုဒ္ဓဘာသာတို့ခရစ်ယာန်တို့မွတ်စလင်တို့လာတယ်ဆိုတော့ တရုတ်ကအဲ့လိုမျိုးခေါ်လို့မရဘူးပေါ့အဲ့ဒါကိုလူရင်းတူရှင်နဲ့ပြောပြစေ Virginia ကော New York New York ကောအချုပ်ရမှုနေရာကူဒီမိုကရက်တစ်နိုင်ငံရတော့အေးဟုတ်တယ်ဆိုတော့ New York က Zora Mandani ကနိုင်ရသွားတယ် Zora Mandari ကသူက Uganda မှာမွေးတယ်သူက India မြို့နယ်ဆက် New York မှာကြီးပြီနေအသက်က34နှစ်လောက်ပဲရှိတယ်သူက Socialist မှာ ဒီမိုကရက်တစ်ဆိုရှယ်လစ်တမှာဆိုတော့အမေရိကအမေရိကတွေကလူရင်းကလို့ပဲပေါ့တော့လူရင်းကတော်တော်လေးကိုဖြည့်ဆည်းလာကြတယ်နိုင်ငံဘာသာတရားတို့ယဉ်ကျေးမှုတို့ခရုမဆိုင်တော့တာပေါ့ဆိုတော့ဇော်ရမန်ဒါနီကတော်တော်လေးကိုလူရင်းက I don't know လူရင်းတော်တော်များများသူ့ကိုဝေဖန်နေကြတယ်အာမွတ်စလင်လေးဖြစ်တယ်ပေါ့ဗျာဝေဖန်မှုအများကြီးရှိတယ်ဒါပေမဲ့အနာရရတာပဲဇော်ရမန်ဒါနီကအနာရရသွားတယ်ဒါနယူးယောက်ပြည်မှာရဖြစ်တော့မှာ US ရဲ့အကြီးဆုံးမြို့တော်နော် the largest city in New York မှာမွတ်စလင်ကအုပ်ချုပ်တော်မှာပြီးတော့ဒီ Virginia ကတော့အမျိုးသမီးတစ်ယောက်ဖြစ်နေတယ် Spencer လို့ခေါ်တယ်ပေါ့နော်သူသူနာမည်က Abigail 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 uh Abigail Abigail မနေ့တနေ့က Obama ကသူ့ကိုမေးဆွေပေးတယ်ကျွန်တော် YouTube ကိုခင်ဗျားတို့ကြည့်နေပြီဆိုတော့ဒီမှာပါသူကမေးဆွေအိုဘားမားကသူ့ကိုမေးဆွေပေးတဲ့အတွက်ကြောင့်အနားရရသွားတယ်လို့ကျွန်တော်တို့ပြောရမှာမဟုတ်ဘူးပေါ့ တော့ Virginia ရော Democratic ကိုဒီ New York ကို Democratic ကုစလီတွေကပဲအနိုင်ရသွားတာမှန်ပါတယ်ပေါ့ဆိုတော့အာမင်းလက်မျိုး comment ပေါ့နော်ဆိုတော့ Obama Virginia ပြည်နယ်မှာပဲမေးဆွေပေးလို့ထင်တယ်ဟုတ်တယ်အဲ့ဒါကြောင့်ဖြစ်မှာပါဟို Obama ကမေးဆွေပေးလို့နိုင်ရသွားလို့ဖြစ်မှာပါ all right ဒီလောက်နဲ့ပဲစုတပြအစီဒီ New York ကိစ္စမန္ဒာနီမန္ဒာနီကိစ္စခင်ဗျားတို့စိတ်ဝင်စားနေမယ်ဆိုတော့ကျွန်တော်တို့နောက်မှပဲပြဆွေးနွေးပေးမယ်ပေါ့နော် So cool, you to know, YouTube link with the bochara so no subscribe to page up below yeah, Thank you so much for watching beautiful people. I love you guys.